ရမသုံးသတင်းတပုတ်အနေနဲ့ဝက်လန်းရဲ့ပေါင်းမြုံနယ်မှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကဝိုင်းတွဲလေဖြစ်အုံတုံးတရာကျော်ကျဲချမှုပြည်သူခနဲ့ဟုထိခိုက်ဒဏ်ရာရဆိုတဲ့တင်းကိုတက်ဆက်ပေးပါစကန်တိုင်းဝက်လန်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြံပေးစစ်တပ်ကနှစ်ရက်ဆက်တိုက်ဝိုင်းတွဲလေဖြစ်ပုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူခနဲ့ဟုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဝက်လန်း information and network မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အော်ဒိုဘာလာ26ရက်နေ့နနက်9:49မိနစ်ကအချိန်မှာစတင်ပြီး ဝက်လက်မျိုးနဲ့အနောက်ရှက်ဝက်လက်ရွာသားကြီးဘလန်ပိုက်ကိုအချမ်းမဲ့စစ်တဲ့ရဲ့တရားဥဒေတာမှာတက်လာတဲ့ဝိုင်တွဲလေးရဲ့တစည်းကဘုံ45လုံးကျဲရှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အချမ်းမဲ့စစ်တဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူခဏဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဦးကောင်းကိုဘုံသားထိမှန်သောပြည်သူတို့ပါဝင်သောကြောင့်ဒဏ်ရာရှိနေကိုဆက်ပဲစောင့်ကြည့်နေရဆဲဖြစ်ကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘားရ25ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့တရားဥပဒေမှာတက်လာတဲ့ဝိုင်တွဲလေးရင်တစည်းက ဝက်လက်မျိုးနဲ့အနောက်ရှမ်းရှိကေးရွာများကိုပေါင်35လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။မနေ့ကစစ်ခွေးတွေဘုံကျဲသွားတာကတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရတယ်လို့တော့သိရပါတယ်။တဦးကတော့ဦးကောင်းကိုဘုံသားမှန်တို့ဒဏ်ရာရှင်တွေစိုးရိမ်ရတယ်။စေကူတာမှုပေးပြီးတော့ဆက်လက်ဆောင်ကြည့်နေရပါတယ်။စစ်ခွေးတွေရဲ့ဒေချောင်းတိုက်ခိုက်မှုကနေစဉ်ကိုပြုလုပ်နေတော့ပြည်သူတွေကလည်းဒေလော်ယာကိုပြေးနေရတယ်လို့ဝက်လက် information နဲ့ network မှာတာဝန်ရှိသူတို့ကပြောဆို အဲဒီနောက်မှာမကွေးတိုင်းပေါ့မြို့နဲ့အနောက်မြောက်ရှမ်းပုံတောင်တောင်ကျော်တဝိုက်ဘူးတိုက်ပွဲဖြစ်ွားခြင်းမရှိပဲအကြမ်းမဲ့စစ်တပ်ကဝိုင်းတွဲလေရင်ဖြစ်ပုံ55လုံးကျေရှာတိုက်ခိုက်ဖြစ်ွားခဲ့ကြောင်းပေါ့မြို့နဲ့ကာကွယ်ရေးအဖွဲ့မှပြောဆိုပါတယ်ယနေ့အော်တိုဘလ29ရက်နေ့ညနေ12:22မိနစ်အချိန်မှာစတင်ပြီး12:34မိနစ်ခန့်အချိန်ထိတရားဦးလေတက်မှတက်လာတဲ့ဝိုင်းတွဲလေရင်တစီရပေါ့မြို့နဲ့နောက်ပတ်ရှမ်းရှိပုံတောင်တောင်ကျော်တဝိုက်ကိုတိုက်ပွဲဖြစ်ွားခြင်းမရှိပဲပုံ55လုံးကျေရှာတိုက်ခိုက်သွားခဲ့ကြောင်း သိရှိရတယ်စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမိေချောင်းတိုက်ခိုက်ခဲ့တာပါပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုနဲ့နေပျက်စီးတာမျိုးတို့ကိုကျွန်တော်တို့ဆက်လက်စုံစမ်းနေတဲ့ပါမနေ့ညကတော့ခုနှစ်နာရီဝန်းကျင်လောက်ကနေကင်းထောက်တာပေါ့မကွေးတဲ့ ATR 42 MPA ကင်းတောင်းနေပေါ့တနားကြီးကြော်တာပေါ့ပေါ့ခီလင်းနေဆက်တွေကိုနနက်ပိုင်း7နာရီကျော်မှဝိုင်တွဲနဲ့လာကျဲတာပေါ့ပုံတောင်ကျော်တဝိုက်ပေးပါပေါ့ထီးလင်းနဲ့အဆက်တွေပေါ့လို့အောက်မြို့နဲ့ကာကွယ်ရေးတပ်ဖွဲ့မှပြောစိုးပါခင်ဗျာ ဒုတိယသတင်းတပုတ်အနေနဲ့ဆက်လင်းမျိုးအတ္တကတိကျောင်းမှာဂရိတ်တန်ကျောင်းလူတဦးကိုဂျီသာဖြစ်သူနဲ့အပေါင်းအပါများကအုပ်စုဖွဲ့မရင်းချင်းမှုစစ်တပ်နဲ့ကျောင်းအုပ်ကြီးအောင်မြင့်တန်းကငွေကျပ်300ပြည့်ကျေအေးပေးရန်ကျောင်းသူမိဘများကိုတွားရောက်ကြည့်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမကွေးတိုင်းစလင်းမြို့နယ်အတ္တကတိကျောင်းမှာတက်ရောက်နေတဲ့ Great Dan ကျောင်းသူကိုရည်သားဖြစ်သူမြတ်အပေါင်းပါများကအုပ်စုဝဲမရေချင်းမှုများနဲ့ပတ်သက်၍စစ်တပ်နဲ့ကျောင်းဟုတ်ကြီးအောင်မြင့်တန်းတို့ကငွေကျပ်300ပြည့်ကျေအေးပေးရန်ညှိနှိုင်းနေကြောင်း ပြုကြည့်ခံရတဲ့အကြောင်းသူရဲ့အတိုင်းဝိုင်းကပြောဆိုပါတယ်အော်တိုဘာန23ရက်နေ့မှာစတင်မျိုးပေါ်မှာရှိတဲ့အာတကတိကျောင်းမှာတက်ရောက်နေတဲ့ great တက်ကျောင်းသူကို data ဖြစ်သူ great 12ကျောင်းသားကမွေးနေ့ပွဲရှိတဲ့သူက TG ဖြစ်အပ်သူလိန်လေခေါ်ဆောင်ပြီးအရက်တိုက်ပြီးအပေါင်းအသင်းများနဲ့အတူအုပ်စုဖွဲ့အတ္တမပြုကျင့်ခဲ့ခြင်းဖြစ်တဲ့ great တန်းကျောင်းသူကိုရည်သားဖြစ်သူက level ညစ်ရှင်ပါရရှင်ပါဇက်ကိုအတင်းအကျပ်ထိုးပိတ်ရှင်းမြပြုလုပ်ခဲ့တာ ထို့သောနှိပ်စက်မှုများကြောင့်ကျောင်းသူအသည်လေးမေ့မျောပြီးရဲ့နောက်ကိုထီကြီးဖျားအတွက်ထားရှိခဲ့ကြ။လက်ရှိအချိန်မှာကျောင်းသူကိုစလင်စဲယုံ၌အရေးပေါ်စေကူတာခန့်ရင်နေရကြောင်းထို့သောအုပ်စုပတ်မရင်းကျင့်သောဗီဒီယိုကတဲ့ Telegram မှာတင်ခဲ့ကြောင်းသိရှိရောင်းနဲ့လက်ရှိအချိန်မှာမရင်းကျင့်တဲ့ကျောင်းသားတဦးနဲ့တငယ်ချင်းဖြစ်သူ၃ဦးကိုစလင်မျိုးမျိုးမဂျက်စကန်မှာခါစီထိန်သိမ်းထားတော့လေအုပ်စုဖွဲ့မရင်းမှုကိုဖျောက်ဖျက်နိုင်ရင်စစ်တပ်နဲ့အထက်ကတိကျောင်းအုပ်ကြီး အောင်မြင့်တန်းတို့ဦးဆောင်ကဝေချက်သိန်း900ကျပ်ကြေးအေးပေးရန်လိုက်လက်ညှိနှိုင်းနေကြောင်းသိရှိရပါတယ်။ကောင်မလေးရဲ့ရည်သားဆိုတဲ့ကောင်ကမွေးနေ့ရှိရဆိုပြီးចောင်းသူမတွေကိုထီကြီးဖျားဖို့ခေါ်ဆောင်သွားပြီးအုပ်စုထွက်မတိန်ဝိုင်းကျင်းတယ်။ထီကြီးဖျားမတွေကရက်သေးလာတောက်ထားပြီးကျူးလွန်ကြတာ။အဲအမှုကိုအစာဖျောက်ဖို့စစ်ခွေးတွေနဲ့ចောင်းအောင်မြင့်တန်းကဦးဆောင်ပြီးငွေချက်သိန်း900နဲ့ကြေးအေးပေးဖို့လိုက်ညှိနေတယ်။အုပ်စုဘက်မတိန်မှုမှာပါဝင်တဲ့ရည်သားဆိုတဲ့ကောင်ကပဲចောင်းသားကျန်တဲ့ကောင်၃កောင်ကအပြည့်လို့ ကျောင်းသားမဟုတ်ဘူးလို့အထက်ကတဲ့ကျောင်းကကျောင်းဆရာမတူကပြောဆိုပါတယ်။အဲဒီအမှုမှာဆလင်းမျိုးနဲ့အပြင်လူမှုခွန်ရက်မှာပြန့်နှံ့နေတဲ့ဖြစ်ကျူးလွန်သူများရဲ့မိဘဆွေမျိုးများကစစ်တပ်နဲ့ကျောင်းအုပ်ရှင်းကကစေအေးပေးရန်လိုက်လံညှိနှိုင်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်ထိမရင်းချင်းနဲ့ကျောင်းသားက Telegram မှာဖြန့်ခဲ့တဲ့ပြုချင်းတဲ့ဗီဒီယိုမှာလူမှုခွန်ရက်မှာဆက်လက်ပြန့်နေစေဖြစ်ကြောင်းသိရှိရပါတယ်။တခြားတစ်ဖက်မှာလည်းစစ်တပ်ဒေါ်ဘီများက စစ်တမ်းမျိုးအတကတက်မှာဖြစ်ပွားခဲ့တဲ့မတိုင်းမှုဖြစ်စဉ်သတင်းမှာသတင်းမှလာဖြစ်တဲ့ Telegram မှာတစ်စက်လိန်နဲ့ဖြန့်ဝေရရှိကြောင်းသတင်းရရှိညောင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့ပုံနာကျွန်းမှာလူနာတွတ်တဲ့တဲ့ပရာဟိတရှင်တစည်းကိုစစ်တပ်ကဒရုန်းဖြင့်ပုံကျဲမှုအသက်16နှစ်အရွယ်လူငယ်ပရာဟိတသမားမောင်ထေးအောင်ဟင်းကိုကိုလက်ထိမှန်တိုက်စိုးတဲ့သတင်းကိုတင်ဆက်ပေးပါရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ် ကောနောင်ရွာတို့လူနာသွားတည်တဲ့ပရဟိတတစည်းကိုစစ်တကဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်၁၄နှစ်အရွယ်လူငယ်ပရဟိတသမားမောင်ထေးအောင်ခင်းခေါ်ကိုလက်ဘုံထိမှန်တိတ်ဆုံးခဲ့ကြောင်းစစ်ဘေးရှောက်များကိုအူညီဆောက်ရှောက်ပေးနေတဲ့စာရေးဆရာပိုဝင်လဲအောင်ကပြောဆိုပါတယ်။ဂျမနီအော်တိုဘာလ၂၆ရက်နေ့ညနေ၃နာရီခန့်အချိန်ပုံလာကျုံမျိုးနဲ့ကွန်းတောင်ရွာတို့ကျမ်းမာရေးမကောင်းသောလူနာတအုပ်ရှိနေသဖြင့် ပုံနာကျုံမြို့အရှိဆိုင်ဖြစ်စဉ်ရင်ွယ်ဖောက်တဲ့ရှင်အဖွဲ့ကပရာဟိတကားဖြင့်တွားရောက်တဲ့ဆောင်ကြောင်းမဆိုပါပရာဟိတကားမှာအသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမမောက်သေးအောင်ဟင်းခေါ်ကိုလက်ကိုဆရာဖြစ်သူနဲ့တူလိုက်ပါသွားခဲ့ကြောင်းထို့သို့လိုက်ပါသွားစဉ်လမ်းပေါ်၌စစ်တွေမြို့နယ်ရှိဆိုင်စစ်တပ်ကလွတ်တင်ထားတဲ့ဒရုန်းဟာပရာဟိတကားကိုပုံကျဲထိုက်ခိုက်ခဲ့ကြောင်းဘုံပေါက်ကွဲမှုကြောင့်ပရာဟိတလူငယ်မောက်သေးအောင်ဟင်းခေါ်ကိုလက်ဘုံထိမှတိတ်ဆုံးသွားခဲ့ကြောင်းသိရှိရပါတယ် စစ်တွေကနေပြီးတော့အဲ့ဒီဘက်ကိုလမ်းပစ်တာအဲ့ဒီဘက်ကိုမကြာခဏလက်နက်ကြီးတွေနဲ့ပစ်တာရှိရဲ့ drone တွေနဲ့လာပစ်တာရှိရဲ့တင်မောကတော့နည်းနည်းဝေးတယ်တင်မောကတော့ပစ်တာတော့မဟုတ်ဘူးကွန်းလောင်ရွာဆိုတာကရွာကြီးအင်ကြီးတစ်ဟောင်းကျော်လောက်ရှိတယ်အမှန်ကတော့အဲ့ဒီရွာကတရွာကောင်းကြီးပါစစ်ဘေးရှောင်နေရတာဒါပေမဲ့အင်ဆောင်လို့ရှိတယ်အင်ဆောင်နေတဲ့လူကြီးတွေလည်းရှိတယ်အဲ့ဒီမှာနေမကောင်းတော့ဒူနာကိုဒူနာတင်ကားနဲ့သွားတဲ့တာသူတို့အဖွဲ့ကနောက်ထပ်ခေါင်းဆောင်တယောက်ပါတယ်ဩဂရတယောက်ပါတယ်အဲ့ဒီမှာလူနာတင်ကားကိုမြင်တော့ drone နဲ့လာပစ်တာ ဒရုန်းလာတာမြင်တော့ကားဘော်ကနေစင်ပြေးတယ်လမ်းဘေးကိုထိုးဆင်းတာကန်ဆိုးကျင်တော့အဲ့ဒီကောင်းကြီးရဲ့လေဘင်းကိုထိပြီးတော့ဖွဲချင်းပြီးတေးတာတို့စစ်ဘေးချောင်းများကိုကုညီဆောင်ရွက်ပေးနေတဲ့သူကိုဝေလင်းအောင်ကပြောဆိုပါတယ်ဒီဆုံးသွားတဲ့ကိုထေးအောင်ဟင်းခေါ်ကိုလက်ရဲ့ရုပ်အလောင်းကိုဖြူစီရင်ွယ်ဖောင်ဒေးရှင်းဒူးဥက္ကရာကစစ်တပ်ဒရုန်းပြန်သွားတဲ့အချိန်တွေကောက်ယူကတဲဆောင်လာခဲ့ကြောင်းမကြမီရပ်ပိုင်းအတွင်းတကြုံမီဖြစ်ကြောင့်သိရှိရပါတယ်စစ်တပ်ကအကြမ်းဖက်စစ်တပ်ပြ ြည်သူကိုကာဝယ်ပေးတဲ့ပြည်သူအသက်အိုးအိမ်စီးတဲ့ကိုဆောက်ဆောင်ပေးတဲ့စစ်တော်မျိုးကိုဒီစစ်တပ်ကပြည်သူကိုရန်သူလိုသဘောထားပြီးတော့တက်ဖြတ်နေတဲ့စစ်တပ်ဖြစ်တဲ့ပုံကွယ်နေနေပြောမှဆိုရင်ကဘာကြီးကတော့လကောင်ဘာသာရေးရတော့လကောင်လုံးဝလက်ခံနိုင်တဲ့အကြောင်းရှိတဲ့အလုပ်ကိုဒရက်ဆက်လုပ်နေတဲ့တကယ်အကြံပတ်စစ်တပ်ဖြစ်တဲ့ဒါကိုကျွန်တော်တို့လုံးဝရှုပ်ရှားတယ်လို့ကိုဝယ်လင်းအောင်ကပြောဆိုပါတယ်ရခိုင်မှာစစ်တပ်ကဒေချောင်းတိုက်ခတ်ရှင်လက်နက်ကြီးဖြင့်ပစ်ခတ်ရှင် ဒရုန်းဖြင့်ပုံကျတိုက်ခိုက်ခြင်းတို့ကြောင့်ရခိုင်တိုင်းရင်းသားပြည်သူများမကြာခဏဆုတ်တလို့ဒေဆုံထိခိုက်မှုများနေအိမ်ပျက်စီးမှုများဖြစ်ပေါ်လေရှိ၍အေအေကပြည်သူများသတိပြုနေထိုင်ရန်သတိပေးချက်တရားဝင်ထုတ်ပြန်ထားတယ်လို့တွင်ရရှိမြတ်